စวัสดีค่ะအားလုံးပဲမင်္ဂလာပါခရုတင်ငန်းစာအတင်မှာပြန်တွေ့ပြန်ပြီအရှင်းဒီတော့ငါခရုဒီစကားလုံးနေတင်ပေးလိုက်တယ်ကြားထားမယ်နော်ဆိုတော့ခရုဒီထိုင်းမှာတရားကစုစုပေါင်း32လုံးရှိတယ်ခရုမပြီးသေးဘူးဂျန်နေသေးရဲ့တော့တရားတင်လိုက်စကားလုံးလေးဖက်လိုက်လုပ်နေတာလေဒီနေ့ဂျန်နေသေးတဲ့တရားလေးဆက်ကြည့်ရအောင်အရင်ဦးဆုံးကဒီတရားလေးအဲဒီတရားလေးရဲ့တန်ထွက်ကကြတော့အတို့ဒီစကေပြောပိုင်းမှာလည်းတရားအတန်ထွေတွေအကုန်တင်ပြီးပြီလေစကေပြောပိုင်းမှာဆိုရင်အဲဒီလိုမျိုးခါခွေးလို့တင်နေတာပုံတံတန်းလေးပဇက်ဟားတဲ့လေပင်းတံတရာအော့ အွန်းအော်ဒီတရာလေးမြင်တာနဲ့အတရာအရှိအော်တရာအရှိဆိုရင်လွယ်လွယ်လေးပဲပေါ့တရာအရှိဆိုအတန်ရှိရှိလေးထပ်လိုက်အောင်မေအအအဲ့တော့အဲပါဇက်ကိုအားပြုတ်ပြီးမထွက်ဘူးနော်ခရူတို့ဒီလဲဘင်းကိုပဲအားပြုတ်တာအွန်းဒီလိုမျိုးလေးဆက်သွားမယ်နောက်ထပ်တရာကဒီတရာလေးအော်ဒီတရာလေးကကျတော့ဇယ်ဆောက်ဖက်လို့ဒီတရာလေးမြင်တာနဲ့အာလုံးချင်းနေဤရာကောင်ရေရာဤရာဤရာ အေးရအဲဒါမျိုးလေးထွက်တယ်အဲ့တော့တရားကဆွဲနီးကလော်လော်လေးမလို့ခလူဆွဲနီးတွေမပြတော့ပါနော်သူထုံးစံတိုင်းပဲအရှိရဘီလိုပုံတံလေးခေါင်းမော်က e အနောက်ကသူကတော့ဒါကတော့အင်္ဂလိပ်စာ e လေးပေါ့အင်္ဂလိပ်စာ e လေးဆွဲတယ်ပြန်ထွက်၄တောင်လေးဆွဲလိုက်တာဒါမျိုးလေးပဲအဲ့ဒီပုံတံလေးဆွဲတယ်ပြီးအာတရအကွေလေးနှစ်ကွေပြန်ဆွဲတာအော်ဒီပုံစံလေးမျက်နာနဲ့ဒီကောင်လေးရဲ့တန်ထွက်က e ရ အေးရတရားအရှိလွယ်လွယ်လေးပဲထိုင်ကတရားအရှိဆိုတော့ဒီအကွေးလေးနှစ်ကွေးလေးတို့ပြန်ဖယ်ပြစ်လိုက်တာအဲ့တော့ဒီအကွေးနှစ်ကွေးမပါဘူးဒီအရှိကဘီလေးရဲ့ခေါင်းမကအီးပုံတရံလေးရဲ့အနောက်ကဒီဟာလေးရဲ့မြင်တာ ਨੇ တရားအရှိအတန်ရှည်ရှည်လေးထွက်ရုံပဲအေးရအေးရအေးရရမယ်နော်ဆက်သွားမယ်နောက်ထပ်တရားအဲဒီတရားလေးအကြဒီအတန်ထွက်ကစကယ်ပြောမှမတင်မိသားဒီတရားအတန်ထွက်လေးမှတ်မိမယ်နော်အိုင်ဖြန်လေးနဲ့အေးဆိုရင်သွားစီးတဲ့လေဘင်းတဲ့ เออအဲ့ဒီအတန်လေး ਨੇ စာရေးမယ်ဆိုရင်ဒါမျိုးလေးရေးတာရှေ့ကဘီလေးရယ်ခေါင်းမောင်ကအချောင်းလေးနှချောင်းပေါင်ဆွဲမယ်တစ်ချောင်းနဲ့မဟုတ်နှချောင်းဆွဲတယ်။ all ang ဘီလေးဆွဲတယ်။အတရအကွေလေးနှစ်ကွေဆွဲတယ်။သူကအဲတစ်လုံးနှလုံးသုံးလုံးလေးလုံးဒါမျိုးလေးလုံးပေါင်းမှာတရတွဲ။ crew ကစာဖတ်လို့ပေါ့ဒီလိုမျိုးတရအတွဲလိုက်လीမြင်တာ ਨੇ เออအနည်းဆက်ဆုံးလေးကျင့်ကျင်နေဆိုရင် crew ဒီမြန်မာလူတွေဓာတ်ရတော့ရေးလို့မရအောင်เนาะအနည်းဆက်ဆုံးပြောပြတာဥအကိုသွားစီးလိုက်လဲပါဇက်ကိုအားမပြုတ်ဘူးလဲဘင်းနေရဆိုကြည့်လိုက်เออ เอออะตันยูอึอะหลูแลคว่ไม่ถั่วบุอะตันฉိတ်ปี้เมียนပြောเดเอออะเอออะอืมดาမျိုးလေးตระอาชีဆိုရင်ท้องซันทาเมอกุยลีนกุยเผ่ปี้ไล่ดาลลั่วๆလေးပဲอะตันชิชิလေးเนเอออะเอออะอึอะหลูไม่ถั่วบุเนาะเลบิ้นซันเอออะเอออะโอเคเสร็จตั้วเมนาวแท้ตระ အဲဒီကောင်လေးကအာဒရာအကွေလေးတကွေခေါင်းမဝနေဆွဲတယ်အနောက်ကနေမြမစာအဲငှလေးဆွဲဖြောင်းဖြောင်းတဲ့ကွေးရှအမြမစာငှလေးဆွဲဖြောင်းဖြောင်းတဲ့ကွေးရှဒါမျိုးလေးဆွဲတယ်အာဒရာအကွေလေးနှစ်ကွေးပြန်ဆွဲတယ်ခေါင်းပေါ်မှာရောအနောက်ကဒီအကွေလေးရောပြီးရင်ဒီအာဒရာအကွေလေးနှစ်ကွေးရောအားလုံးပေါင်းထားတာမြင်ရင်ဒီတရာလေးရဲ့တန်ထွက်ကဥဝမြမတန်ထွက်ကြီးနဲ့တိုက်ရိုက်ထွက်ဥရဲ့ဝရဲ့အတန်ချိန်ပြီးမြန်ပြောလိုက်တာဥဝဥဝ ရမယ်နော်တရားအရှိအဲလွယ်လွယ်လေးပဲပေါ့အတန်းရှည်ရှည်လေးနဲ့အူဝါအူဝါဆက်သွားမယ်နော်နောက်ထပ်တရအဲလွယ်လွယ်လေးပဲခေါမော့ကဝါလုံးလေးရယ်အနောက်ကရေးချာရှိရှိလေးရယ်ခရုဒီထိုင်းစာဖက်လို့ခေါမော့မှာဝါလုံးလေးရယ်ရေးချာလေးရယ်မြင်တာနဲ့ m မြင်မြန်လေးထွက်တယ်အတန်မရှိဘူးနော် m နှစ်ခန်းလေးပိတ်ပြီးကြံတယ် m m ဟွန်းโอเคဆက်သွားရအောင်နောက်ထပ်တရအတီတရလေးသူကတော့အဲ crew time ပြီးတဲ့နှစရှိရှိလေးဆွဲရတယ်အင်္ဂလိပ်စာဘီပုံတရအလုံးလေးကနေ white တေဖြောင်းဖြောင်းတက်တယ် outside ချာ move board တက်ဖြောင်းဖြောင်းတက် outside ချာ move board တက်သူကဘီထက်နှစရှိရှိလေးဆွဲရမှာတူတူလေးမဟုတ်ဘူးเนาะဥပမာဒီလိုမျိုးလေးပေါ့အဲဘီထက်နှစရှိရှိလေးဖြစ်ရမယ်ဒီတရလေးမြင်ဒီကောင်လေးရဲ့တန်တွက်က i အမြန်ထွက်တယ် i i ပြီးနောက်ထပ်အောက်ကတလုံးတူတူပဲဒီတရနှလုံးကခေါင်းပိုင်းလေးပဲကွဲသွားတာ ူလဲပြေးထက်နဆာရှိရှိလေးဆွဲတယ်ရှိရှိလေးဆွဲတယ်ခေါင်းထဲရခုမြန်မာစာရာကောက်လိတ်တလို့မျိုးလိတ်ပေးလိုက်ရုံပဲဒါမျိုးလေးပေါ့ဆိုတော့ခရီးထိုင်းစာမှာဒီတရနှလုံးကားစာအတန်ထွန်းတူတူပဲအော်ပြေးတွေမှာဆိုရင်အတန်တူပြေးရရှိတလို့မျိုးပေါ့ဒေါ်ရှတာဒေါ်တိဒေါ်အတန်စင်းတူတယ်အဲတောတောက်တောပသက်တောအတန်စင်းတူတယ်ဒါမျိုးလေးပေါ့ထိုင်းမှာဒီတရနှလုံးကားအတန်တူတရဆွဲနီးกว่าတယ်အတန်တူတယ်ဘလိုမျိုးတရအတူရဲ့အရှိရဆိုပြီးအိုက်အိုက်တွေပါမထွက်ရအောင်နော်နှစ်တန်လုံးကတူတူလေးပဲအပွားတရလေးက I နောက်ထပ်တရလေးကလည်း I ဟွန်းဒါမျိုးလေးထွက်မယ်အောက်ဆုံးကတရလေးကြည့်ရအောင်စာဖတ်လို့ရှိရဘီပုံတရံလေးရဲ့အနောက်ကရေးချပုံတရံလေးရဲ့သူကကြားထဲမှာထိုင်းပြီးလေးထည့်တာဘီလေးရဲ့ရေးချလေးဒါမျိုးလေးတွဲရဲ့မြင်တာနဲ့အောင်အမြန်ထွက်တယ်နော်နှကန်းဝိုင်းဝိုင်းလေးကြံတယ်အောင်အောင်အောင်ဟွန်းဒါမျိုးလေးဆိုတော့ဒီအရှိရနေစပြီးတရာလေးလေးလာခဲ့တော့ငါဆိုရင်အာအာအီအီအခုဒီနေ့မှာဆိုရင်လေအအအီယာအီယာ အာအာဥဝဥဝဒါမျိုးတရာအတူအရှိဆုံးတွဲလိုက်လေးရှိရလေတို့ပြင်မဲ့ဂရူဒီစာရေးဖတ်မှာဆိုရင်ထိုင်းတရာပေါ့ဒီတရာလေးလေးလုံး m i i l ဒီတရာလေးလုံးကစားသူ့မှာတရာအတူအရှိဆုံးတွဲလိုက်မှုပဲသူတို့တလုံးချင်းစီပဲ m အမြန်ထွက်တယ် i အမြန်ထွက်တယ် i အမြန်ထွက်တယ် a ကိုဒီလိုမျိုးတွေเนาะဘလိုမျိုးကြီး m m i i တွေမလောက်တော့ဘူးเนาะစကယ်ပြောပိုင်းမှာတော့ရှိတာဗောလေစာရေးဖတ်မှာကြတော့တရအတူရဲ့အရှိရဲ့ဆွဲနေမရှိဘူးအတန်တူတူလေးပဲအဲ့တော့ဒါလေးကကြုံတော့ပြောပြတာဗောเนาะခုထိုင်းမှာဆိုရင်တရမြင်တာ ਨੇ တရအတူလားတရအရှိလားအမျိုးအစားခွဲခြားနိုင်ရမယ်ဆိုတော့ဒီတရလေးလုံးကအတန်တူနေတော့တရ အတူလို့ထင်ကြရတယ်။ဒါလေးမှတ်ထားမယ်နော်။အထိုင်းမှာခဏခဏမားတယ်။ထိုင်းမှာကဒီတရလေးလုံးကိုခရူအထူးတရလို့ပြောတာထူးခြားလို့။ဘာကြောင့်ထူးခြားလဲဆိုရင်အတန်တူတူလေးပဲထွက်တယ်။သို့ပေမဲ့တရအတူမဟုတ်ဘူး။တရအရှင်မှတ်ထားမယ်နော်။စာဖက်လို့ဒီတရလေးလုံးမြင်တာနဲ့အတန်တူတူလေးတွေပဲထွက်မယ်။တရအမျိုးအစားကဘာလဲဆိုရင်တရအရှင်ဆိုတာတည်ထားရမယ်။ရမယ်နော်။ဆိုတော့ဒီနေ့ကတော့ဒီတရလေးရအောင်ချက်ပေးပါ။ပြန်တွေ့နေကြရင်စကယ်လုံးလေးပေါင်းကြမယ်နော်။အားလုံးပဲ bye bye ။